င်းရောက်မြန်မာတွေတတိထားမယ်ပင်လယ်ထဲနှိမ်ဆင်လာတဲ့ဘန်ကောက်မြို့ကမြေကျွန်းမှုဖြစ်စဉ်ဘန်ကောက်မြို့ရဲ့အဓိကလမ်းမကြီးတစ်ခုဖြစ်တဲ့စုခွန်ဘစ်လမ်းမကြီးမှာကြောက်စရာကောင်းတဲ့မြေကျွန်းမှုဖြစ်စဉ်တစ်ခုဖြစ်သွားခဲ့ပါတယ်နေစဉ်ကားတွေလူတွေတန်းနေချီပြီးတောလာနေတဲ့လမ်းမကြီးကဝုံးစုပ်ပြီးဒီတိုင်းဒီကျွန်းချသွားခင်တာပါဒီဖြစ်စဉ်မှာတန်ရာရသူတော့မရှိဘူးလို့ဆိုပါတယ်ဒါပေမဲ့တာအာတမန်မြေပြူရာဆိုရာတန်ကြီးမားတဲ့တတိပေးခေါင်းလောင်းတန်တစ်ခုဖြစ်နေမလားဆိုပြီးပညာရှင်တွေကစိတ်ပူနေကြတာပါ ဘူမိပင်ရပညာရှင်တွေကနေပေါင်းများစွာကလေးကဘန်ကောက်မြို့နယ်ပတ်သက်ပြီးတောက်လျှောက်သတိပေးနေကြတာတခုရှိပါတယ်။အရာကတော့ဘန်ကောက်မြို့ဟာတဖြည်းဖြည်းနှိမ့်ချနေပြီးအနာဂတ်မှာပင်လယ်ရှင်မျက်နှာပြောင်းကိုရှောက်ရှိသွားနိုင်နေဆိုတဲ့ချက်ပါပဲ။ဘန်ကောက်ဟာမြို့ဝကျွန်းပေါ်ကနူးညံ့တဲ့မြေသားပေါ်မှာတိဆောက်ထားတာ၊မြောက်ရီကိုလွန်ကျွန်းထုတ်ယူသုံးဆွဲခဲ့တာ၊မိုးမြော်တိုက်ကြီးတွေရဲ့လေးချိန်တွေကြောင့်တနေ့ကုန်စင်တီမီတာနဲ့ချီပြီးနှိမ့်ချနေတယ်လို့ဆိုပါတယ်။ အခုလိုလမ်းနေမြေတွေရုတ်တရက်ကျွန့်ကျသွားတာတွေကအဲ့ဒီတတိပေးချက်တွေရဲ့ရှေ့ပြေးအရေးလက္ခဏာတွေဖြစ်နေပြီလားဆိုတာစဉ်းစားစရာပါ။ဒါကြောင့်ဘန်ကောက်မြို့ကြီးမှာအလုပ်လုပ်ကိုင်နေထိုင်ကြတဲ့မြန်မာလူမျိုးတွေအနေနဲ့အထူးသဖြင့်ဆောက်လုပ်ရေးလုပ်ငန်းတွေတူးဖော်မှုတွေလုပ်နေတဲ့နေရာတွေနဲ့လမ်းဟောင်းတွေပေါ်မှာသွားတဲ့အခါပို့ပြီးတည်ထားကြပါကိုပတ်ဝန်းကျင်ကိုအမြဲအကဲခတ်တည်ထားကြဖို့တိုက်တွန်းလိုက်ပါတယ်